အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်အော်တိုဘာလ14ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာညချမ်းမာလို့ပြည်သူပေါင်းနှခွန်းဆက်သပါရခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့တိုင်းပြည်အပြင်ကနေတိုင်းပြည်အသစ်ကိုတိဆောက်လို့မရကြောင်း BBL ကောင်းဆောင်မောင်ဆောင်ခါကပြောလာပါတယ်တက်ကနေထွက်ပြေးပြီးရွာတဲ့တနက်ဖောက်ချင်းချောက်အရတောင်းတောက်တဲ့ဒုတက်ကျန်အုပ်ကိုဖမ်းဆီးရမိလိုက်ပါတယ်ပသိမ်မော်ရလမ်းမိုက်မှာရှိတဲ့ စရှုံးကောင်စီစစ်စေးဂိတ်ကိုတော်လိုင်းရေးတက်တွေဝင်ရောက်တိုက်ခိုက်ရမှာတော့စစ်သား6ယောက်သေဆုံးပါတယ်ခင်ဗျာလက်နက်တစ်တွေရရှိဖို့ထရန့်နဲ့ဇယ်လန်စကီအင်ပြူတော်မှာတွေ့မယ်လို့သိရပါတယ်နမ်ဆန်မှာတော့စရှုံးကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရှစ်တန်းကျောင်းသူသေဆုံးသွားခဲ့ရပါတယ်ခင်ဗျာဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါပထမဆုံးသတင်းကြောင်းရတစ်ခုအနေနဲ့ဗမာပြည်သူ့လူမျိုးရေးတပ်တော် BBLA ခေါင်းဆောင်မောင်ဆောင်ခါကတိုင်းပြည်ပြင်ကနေတိုင်းပြည်အသစ်ကိုတိဆောက်လို့မရကြောင်း သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေဒီကနေ့ရေးသားဖော်ပြလာပါတယ်။ရေးသားချက်အပြည့်စုံကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာ။မြေပြင်မှာအသက်ပေးပြီးတော့တော်လှန်နေရတဲ့ရဲဘော်တွေနဲ့ဒန်းတူတော်လှန်နေတာပဲဆိုတာမျိုးတော့မပြောပါနဲ့ဗျာ။အကုန်လုံးကကိုယုံကြည်ရာကိုရွေးချယ်ကြတာပဲဆိုပေမဲ့ဘယ်နေရာမှာရှိနေခြင်းကပူပြီးတော့အရင်ကြီးကြီးလဲဆိုတာသိတာပါတယ်။ရဲဘော်မဖြစ်ဘူးရင်ရဲဘော်တွေကိုနားလဲပေးနိုင်မှာမဟုတ်ဘူးဆိုတာဒီကာလမှာပိုလက်ခံလာတယ်။ တချို့တွေရဲ့ဗိုကီစီပိုင်းအားနည်းချက်တွေကိုလည်းမြင်သာလာတယ်။တိုင်းပြည်အပြင်ကနေတိုင်းပြည်အသစ်ကို တီဆောက်လို့မရပါဆရာတို့ရေးဆိုပြီးမောင်ဆောင်ကာကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြလာတာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ VPN လေတက်ဖွဲ့ရဲ့ဥဆောင်သူမောင်ဆောင်ကာကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြည်သူကိုတင်းစကားပါလာရင်ဖြစ်ပါတယ်။တိုင်းပြည်အပြင်ကနေတိုင်းပြည်အသစ်ကိုတီဆောက်လို့မရပါဆရာတို့ရေးဆိုပြီးတော့ရေးသားလာတဲ့ရေးသားပါအဲ့တော့အမှန်တမ်း မှန်ပါတယ်အခုအချိန်နေအခုလိုမျိုးအင်မတန်မှအရေးကြီးလာတဲ့အချိန်နေမှာပို့ပြီးတော့ဒီစကလုံးကထိရောက်ပါတယ်ရဲဘော်တွေနဲ့တသားတည်းရှိနေဖို့လိုပါတယ်ဘလို့လူမျိုးတွေကလိုတာလဲဆိုရင်စစ်ရေးကိုဥဆောင်တဲ့သူတွေဒိုင်းသာလက်နက်ကင်တပ်ဖွဲ့တွေနဲ့ညီညွတ်ရေးအခုလိုမျိုးပြောနေကြတဲ့အတပေါင်းစုဖွဲ့ရေးဒီကိစ္စတွေမှာဟိုတခြားနိုင်ငံတွေကနေပြီးတော့ထိုင်ပြီးတော့လုပ်နေလို့မလွယ်ကူပါဘူးဒီလိုကိစ္စတွေဆောင်ရွက်ဖို့ဆိုရင်တော့မြေမြမှာရှိနေဖို့ လိုအပ်ပါတယ်အဲ့တော့အကုန်လုံးကမြေပြင်မှာရှိနေရမယ်မြေပြင်မှာပဲရဲဘော်တွေနဲ့တသားတန်းတသားတဲ့အမြင်တန်းနေမှပဲရာဂိုင်းလုံးအပြည့်မှန်ကန်တယ်လို့လဲဆိုလို့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အာရခတတအေရဲ့ဗိုလ်ချုပ်ထုံးမြင့်နိုင်တို့ကိုပဲကြည်ပါ။အချင်းနေအားလုံးကိုကုတ်ခဲ့တဲ့အခါမှာဟိုမြေပြင်မှာတော့ရဲဘော်ရင်နဲ့အမြင်တန်းအတူတူရှိမနေနိုင်တဲ့ကာလတွေလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လိုအပ်တဲ့လောက်ပါပဲ။ဟိုပြင်ပကနေပြီးတော့ဆက်ဆံရေးတိဆောက်ပြီးတော့ရခိုင် မြေပေါ်မှာခြေချပြီးတော့လုံနေတာမဟုတ်ပေမဲ့တခြားနေမြေဒေသတွေမှာဆောင်ရွက်ရင်းနဲ့လုံနေရတဲ့ကိစ္စမျိုးတွေလည်းရှိတဲ့ခါကြတော့ရာနှုန်းပြည့်မြေပြမှာရှိရမယ်ကဏအကုန်လုံးကမြေပြမှာပဲရှိရမယ်လို့တော့ဆိုလိုခြင်းမဟုတ်ပါဘူးကိုဆောင်ခါရဲ့ပြောဆိုတဲ့ယူရချက်ကလည်းစည်ရေးပေါ်ဆောင်တဲ့သူတွေစည်ရေးကိုဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေအုပ်ချုပ်ရေးဆိုင်ရာရန်ရာတွေကိုကုကဲအမိန်ပေး ညွှန်ကြားတဲ့သူတွေဒီလိုမျိုးလူတွေကတော့သိကြပါတယ်မြေပြင်မှာရှိနေခြင်းမှအလုပ်ဖို့ဖြစ်မယ်ပို့ပြီးတော့တင့်တော်ပါမယ်ရဲဘော်တွေနဲ့တသားတဲ့နေနိုင်မှာရဲဘော်ဘဝတွေကိုခန်းစားနိုင်မှာရဲဘော်တစ်ပိုင်းဖြစ်မှအဲဒါတွေကိုနားလည်ပေးနိုင်ပါပါအဲ့တော့ရေဘော်ရဲ့လိုအပ်ချက်ရေဘော်ရဲ့တောင်းဆိုချက်အခက်အခဲမြေပြင်ရအခြေအနေကတော့အဝေးကနေလှမ်းပြီးတော့အရာအလုံးကိုထိန်းချောင်းလို့မရနိုင်ဘူးဆိုတာတော့မှန်ပါတယ်ဒါပေမဲ့တခြားကဏ္ဍတွေဗဏ္ဍငွေရှာဖွေရေးကိစ္စတွေနောက်တစ်ခါတန်တမာရေးအရေးခင်း တဏမန်ရေးအရာထုတ်ဖော်ရတဲ့ကိစ္စမျိုးတွေဆိုရင်တော့တခြားတိုင်းပြည်တခြားနိုင်ငံတွေကနေပြီးတော့ရက်တည်ပြီးတော့လှုပ်ဆောင်ရတဲ့ကိစ္စတွေလည်းရှိတာပေါ့နောက်တစ်ခါဝါဒဖြန့်ချီကိစ္စတွေမီဒီယာပိုင်းဆိုင်ရာကိစ္စတွေမှာဆိုရင်လည်းတခြားအင်တာနက်ကောင်းတဲ့နေရာတွေလုံခြုံတဲ့နေရာတွေကနေပြီးတော့လှုပ်ဆောင်ရတာမျိုးတွေလည်းရှိတာပေါ့အဲ့တော့မော်ဆောင်ခပြောတဲ့စကားကတော့အင်မတန်မှဒီကာလမှာမှန်ကန်ပါတယ်အားလုံးကအရန်ကိုအရေးကြီးနေတဲ့ကာလဖြစ်တဲ့အတွက်တိုင်းပြည်အစ်တစ်ခုကိုဦးစီးဦးဆောင်ဆောင်ရွက်ကြတဲ့သူတွေအခရာကြတဲ့သူတွေကတော့ ေကြပါတယ်တိုင်းပြည်ပြင်ပကနေငုတ်ထုတ်ထိုင်ပြီးတော့ငုတ်ထုတ်ထိုင်ပြီးတော့တိဆောက်နေလို့မရပါဘူးကူညီနေလို့ပဲရမှာပါကိုတိုင်ကိုကြတိဆောက်ဖို့ဆိုရင်တော့မြေပြင်မှာပြည်သူတွေရဲဘော်တွေနဲ့အတူတသားတည်းတစ်ချိန်တည်းမှာတိဆောက်နေဖို့လိုပါတယ်ဒါကတော့ဖြစ်ဆက်ပြီးတော့ကျွန်တော်ရဲ့အမြင်သုံးသပ်ချက်ကိုပြောဆိုခြင်းဖြစ်ပါတယ် မကွေးတိုင်းကသတင်းတွေနဲ့ဆက်ချင်ပါတယ်မကွေးတိုင်းကြောက်ထုမြို့ခြေဆိုင်အမတ368၈တက်ကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်မရှင်ဒုတက်ချက်နှစ်ယောက်ကိုဒေသခံကာဝေးတပ်တွေကဖမ်းမိထားတယ်လို့ရော်လင်းနန်းကထုတ်ပြန်လာပါတယ်အဲ့ဒီဒုတက်ချက်နှစ်ယောက်ဟာကြောက်ထုအမတ368တက်ကနေအော်တိုဘလာ9ရက်နေ့မှာထွက်ပြေးလာပြီးတဲ့နောက်ရွာရီထဲဝင်ရောက်ကာတနက်ပြက်ဖောက်ချင်းချောက်ပြီးအရက်တောင်းတောက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်အော်တိုဘလာ10ရက်နေ့မနက်ပိုင်းမှာအဲ့ဒီ ဒုတက်ကြံရောက်ကိုကြောက်ထုလမ်းမိုက်တနေရာမှာဒေသခံပြည်သူတချို့နဲ့ကာကွယ်ရေးရဲဘော်တွေကဝိုင်းဝန်းပြီးတော့ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ခင်ဗျာဒီကောင်တွေက9ရက်နေ့နေ့လယ်တနားရီလောက်မှာအရက်ဝတ်တွေနဲ့ရောမြို့ကျေးရွာတွေဝင်လာတယ်ကျွာထဲမှာအရက်ရောင်းတဲ့ပြည်သူတယောက်ကိုတနက်ချိန်ပြီးတော့အရက်တောင်းတယ်အရက်တွေယူပြီးတော့အရှိတ်ဘက်ဖျားကုန်းဘက်ကိုတက်သွားတယ်ပတ်စံလိုချင်နောက်ကလိုက်လာခဲ့လို့ပြောသွားတယ်ပြောတယ်တော်ရရောက်တော့သိမကြဘူးတနက်တန်နှစ်ချက်ကြားရတော့ရွာသူရွာသားတွေလည်းလန့်ကုန်ကြတာပေါ့အဲ့ဒီညနေ9နာရီကျော်လောက်မှာရွာထဲကိုပြန်ဝင်လာကြတယ် ။တနက်တစ်ချက်ထပ်ဖောက်တယ်။ရွာထဲလမ်းပေါ်မှာရှိတဲ့ပြည်သူတအူးနာရောက်လာတယ်။တနက်တစ်ချက်ထပ်ဖောက်ပြီးငါတို့ကစစ်သားတွေမဟုတ်ဘူး။တည်ခြင်းလို့လား15မိနစ်ချိန်ရမယ်။အရက်သွားရှာပေးဆိုပြီးတော့ပြောတယ်တဲ့။အဲ့ဒီရွာသားလည်းကြောက်ကြောက်နဲ့ခဏဆောင်းပါလို့ပြောပြီးအဲ့နာကနေထွက်လာခဲ့ပြီးတော့ခဝူးကြီးရောက်တော့ထွက်ပြေးပြီးအန်နီယာကင်းလောက်မဲ့နေရာမှာပုန်းခုန်နေခဲ့တယ်လို့သိရပါတယ်။နောက်တော့အဲ့ဒီစစ်သားတွေကရွာထဲကနေဘယ်ချိန်ထွက်သွားကြလဲမသိဘူး။နောက်ရမနက်မှာ PDF ရဲဘော်တွေကဖမ်းလိုက်ပြီးလို့ကြားတာပဲလို့ဒေသခံတယောက်ကရှင်းပြပါပါတယ်ခင်ဗျာ။ ူတကြံနှစ်ယောက်ထွက်ပြေးသွားလို့ကြောက်ထူအမတာ368ကစင်အား120လောက်ဟာရောမြကျေးရွာတွေအော်တိုဘားလ10ရက်နဲ့17ရက်နေ့တွေမှာစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးလက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားပြီလို့လည်းသိရပါပါခင်ဗျာ။တစတဲ့မှာပဲမကွေးတိုင်းပွင့်ပြမြို့နယ်ပသိမ်မော်ရွာလမ်းမမှာရှိတဲ့အကြံပတ်စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကိုဒေါ်လိုင်းတက်တဲ့အလင့်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား6ယောက်သေဆုံးခဲ့တယ်လို့မင်းမှုခရိုင်အမတ်ခွန်တရင်ကသတင်းထုတ်ပြန်ထားပါရတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ၄ရက်ညနေပိုင်းကပွင့်ဖြူမြို့နယ်ပသိမ်မွေရွာလမ်းပိုင်းမင်းစလီစေတော်တံတားမှာရှိတဲ့အကြံဖတ်စစ်ကော်မရှင်ရဲ့မင်းစလီကာကင်းကိစ္စခန်းကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲကတော့တနအီကျော်ကြာဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်ချုံးကောင်စီတပ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အဲ့နော်အော်တိုဘားလာ၁၁ရက်နဲ့၁၂ရက်နေတို့မှာစစ်သားလောင်း၂လောင်းထပ်မံတွေ့ရှိခဲ့တဲ့အတွက်စုစုပေါင်းစစ်သား၆ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲ့တိုက်ခိုက်မှုကိုမင်းမှုခင်အမတ်ခွန်တရင်မင်းမှုခင်ပကဖားနဲ့ပွင့်ဖြူမြို့နယ်ပကဖားတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာနိုင်ငံကသတင်းတွေပေါ်မှာတော့ယူကရိန်းသမ္မတဇယ်လန်စကီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့လာမယ့်တောက်ကြနေ့အောက်တိုဘာ18ရက်နေ့မှာတွေ့ဆုံမှုရှိပါတယ်ဒီတွေ့ဆုံမှုမှာယူကရိန်းရဲ့လေကြောင်းရကာကွယ်ရေးနဲ့လက်နက်သစ်တွေရရှိရေးကိုအဓိကထားပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ခေါင်းဆောင်များပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့တွေကဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ကြပြီးအမေရိကန်ကယူကရိန်းကိုတာဝန်ပြည့် တိုမာဟော့ဒုံးကြီးတွေပြည်ရဲ့ကိုအလေးထားပြီးတော့ပြောဆိုခဲ့ကြပါတယ်။သောကြနေတွေ့ဆုံမှုမတိုင်ခင်မှာယူကရိန်းဝန်ကြီးချုပ်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာလည်းဝါရှင်တန်မှာအကြိုညှိနှိုင်းမှုတွေပြုလုပ်သွားတာဖြစ်ပါတယ်။ယူကရိန်းဟာမော်စကိုကိုရောက်ရှိနိုင်တဲ့အမေရိကန်လို့တာဝေးပြစ်ဒုံးကြီးတွေရရှိဖို့တိုက်တွန်းနေတာဖြစ်ပြီးအဲ့ဒီလက်နက်တွေကိုစီရင်ပြတ်တ်တွေအတွက်ပဲအသုံးပြုသွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒီလိုလက်နက်တွေပေးအပ်လိုက်တာဟာအချင်းတွေကိုပြင်းပြင်းထန်ထန်တင်းမာသွားစေနိုင်တယ်လို့ရုရှားဘက်ကတော့သတိပေးထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုံအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအန်းတမတော်တရနယ်လေးထိန်းချုပ်ထားတဲ့နမ်ဆန်မြို့နယ်အုတ်ဆန်းကျေးရွာကိုအကြမ်းဖက်စစ်ရှုံးကောက်စီတပ်ကလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တာကြောင့်အသက်မပြည့်သေးတဲ့မိန်းကလေးတဦးသေဆုံးခဲ့ရတယ်လို့တအန်းမျိုးသမီးအဖွဲ့အစည်း TWO ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ရှုံးကောက်စီတပ်ကအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုအော်တိုဘာလ14ရက်ဒီကနေ့မနက်9:00နာရီခွဲချိန်လောက်မှာလုခဲ့တာဖြစ်ပြီးဒေသခံကျောင်းသူတယောက်သေဆုံးတာတယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လူနေအိမ်၆လုံးလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ထိခိုက်တဲ့သူတွေကကျောင်းသူတွေဖြစ်တယ်။ ငါးတန်းနဲ့ရှစ်တန်းចောင်းသူတွေဖြစ်တယ်သူတို့နှစ်ယောက်ကစိုးရင်ရတဲ့အဆင့်တော့ရောက်တယ်အခုနောက်ကျောမှာထိတဲ့သူ့အမကဆုံးသွားပြီသူ့အမကိုစိတ်ကူပေးနေတယ်ရွာတယ်လေးလုံးကျက်သွားတယ်အိမ်လဲထိရလို့ဒေသခံတယောက်ရဲ့ပြောပြချက်ကို TWO ကဖော်ပြထားပါတယ်ဒေသုံသူဟာတက်ဆကနည်းနဲ့ရွယ်ရှစ်တန်းကျောင်းသူလွေးတင်းတင်းွယ်ဖြစ်ပြီးပြင်းထန်ထိခိုက်ဒဏ်ရာရရှိသောသူကတော့လွေးမေတင်းွယ်အသက်15နှစ်၅ရက်ကျောင်းသူဖြစ်တယ်လို့သိရပါတယ် ပြီးကြတဲ့အော်တိုဘာလတရက်ကနေစတရက်ထီမိုးကုတ်မိုးမိတ်ကြောင်းမဲ့တီဘောနမတူမန်တုံနမ်ဆန်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ရှုံးကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေး9ယောက်ပါဝင်သေဆုံးသူ26ယောက်နဲ့ဒဏ်ရာရရှိသူ36ယောက်ရှိခဲ့တယ်လို့တန်အမျိုးသမီးဖွဲ့စည်းရာကောက်ယူထားတဲ့မှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ NUG မြို့သားညီညွတ်ရေးဆွေးရကိုတော်ရင်းမှာရှိတဲ့ရဲဘော်တွေက ပြောဆိုထားတဲ့မှတ်ချက်ပြုထားတဲ့စကားသံတွေကိုနားဆင်ရမှာဖြစ်ပါတယ် ဟဲ့လေ energy ကိုဗာပြောခြင်းလဲဓာတ်ဥမှာပဲယူနေကြတဲ့ဒူတွေကိုဖယ်ရှားပေးပါလို့ပြောခြင်းလဲဟဲ့လေ energy ကိုဗာပြောခြင်းလဲလူကြီးမင်းတို့လေပေါ်မှာကြီးတိုက်နေတဲ့တကယ်မြေပြင်လဲလာတိုက်ကြည့်အောင်ညီလေး energy ကိုဗာပြောခြင်းလဲရဲဘော်ရဲ့အသက်ကိုတံမိုးမိုးထားပါကို energy ကိုဗာပြောခြင်းလဲ တော်လိုင်းရေးအစမှာတော့ယုံကြည်မှုရအောင်လုံခြုံရေးရပါမိစက်ရတွေဆွတ်ထည့်ပြီးတော့ဖွဲ့စည်းကြတယ်လို့ပဲထင်ပါတယ်တော်လိုင်းရေးတက်တန်း၄နှစ်ကျော်ကာလကြာလာတဲ့အချိန်မှာပြည်သူလူထုအောက်ချစ်ရဲဘော်တွေရဲ့ရွေးချယ်ပေးတဲ့ခေါင်းဆောင်တွေကိုပဲတင်သိမယ်လို့ထင်ပါတယ်လူမှန်နေရာမှာရှိပါဘူးဒီလေ NUG ကိုပါပြောခြင်းလဲတော်လိုင်းရာတို့မခွဲခြားတဲ့တာကူတို့အရင်ရှင်းထုတ်ပါ အန်ယူဂျီကိုဗာပြောခြင်းလဲခင်ဗျားတို့ပြောလဲလို့ထပ်ထူကြအောင်လို့ဒီလေအန်ယူဂျီကိုဗာပြောခြင်းလဲတည်သူလူလူပေါ်တစ္ဆာရှိပါလေအန်ယူဂျီကိုဗာပြောခြင်းလဲရနခင်ဒူဝဲချက်တွေကိုအများဖြည့်ပြီးပေးပါမလေး အန်ယူဂျီကိုဗာပြောခြင်းလဲရဲဘော်ကြီးရဲ့ကျမကြီးဦးစားပေးစေခြင်းလေအန်ယူဂျီကိုဗာပြောခြင်းလဲဒါကရဲဘော်တွေကိုပြစ်မထားပါနဲ့ကျေနွေးကျေနွေးကျေနွေးဒင်းတို့လေးချာလုံးရလားလေအန်ယူဂျီကိုဗာပြောခြင်းလဲလက်ပြလုံးပါစေလာကတည်း လေအန်ဂျီကိုပါပြောချင်တယ်ကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ပန်းလိုင်ရအောင်ဆက်သွားချင်ပါတယ်မနက်ဖြန်အော်တိုဘာလ15ရက်နေ့အတွက်မိုးလီဝတ်တာခံမှန်းချက်သတင်းတွေကိုပြောပြပေးချင်ပါတယ်ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်င့်နှင့်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလီဟာအားနည်းငယ်ရှိနိုင်ပါတယ်ပင်လယ်ပြင်ချင်းဒီတွေကတော့တနင်္သာရီကန်ယိုဒန်ရခိုင်ကန်ယိုဒန်မြဝကျွန်းပေါ်ဒေသတွေနဲ့ ဗုဒ္ဓဘာဝေဘက်မှာရှစ်ဘက်ကလေကတနာယီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင်ရှိနိုင်ပါတယ်ခင်ဗျာမိုးရွာသွန်းမဲ့ခြေနေတွေကတော့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မော်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထချုံပြီးတော့ရွာနိုင်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းပြည်စင်ကြောင်းရတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံး ကိုစိတ်နှဖျားချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရည်နဲ့ဒူးကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ Agolo no ni di don't start ละจองเบละจองเบละจองจองจองดีลูดาโรโลจาลีจาบีพี่เนมูด้วยเยซอนกาลาโอโอซอกูเลนรีจองโนนีโอเบละจองเบละจองเบละจองจองจองลูโกลูทวยซอนโอโชดะสนิดด้วยจาซอนโบเชิงยอกชีเกบีโอชิเซนเดจินาดูนี่ ချောင်းမလို့ချောင်းမလို့ချောင်းချောင်းချောင်းကြုံနေလာတယ်တို့ရဲ့ချူရတယ် just can't wait ရိုက်ခွင်လို့လေဘာဒီကြီးရဲ့ရှင်ပေါ်တဲ့ဘာဟိုဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်းလူချင်းချင်းရဲ့ကြီးဝတဲ့အတိတ်ပဲတို့တော်လမ်းပါရှာ 照来了，照照招。巴飞机耶寻空的得好，我变了照变了照变了照照照。有些情耶给我的对白，多多难放下，妹妹。有些情夜，给我的对白，多多难放下，妹妹。 ချစ်ချင်ရဲ့ကူရီတော့အတိတ်ပဲတို့တော့နှမ်းမရနိုင်နဲ့ဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်း